see ကြည့်သည် look ကြည့်သည် watch ကြည့်သည်အကုန်လုံးကကြည့်သည်ပဲဆိုတော့ဘယ်ဟာကိုဘယ်နေရာမှာဘယ်လိုသုံးရမှာလဲဒီသုံးခုရဲ့အသုံးအနှုန်းတွေကိုလုံးဝရှင်းလင်းသွားအောင် ပြပြသွားမှာမဟုတ်လို့ဒီဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ပထမအဆုံးတစ်ခုကတော့ see ပေါ့နော်သူ့ရဲ့အထိပ္ပယ်ကမြင်သည်တွေ့သည်ဆိုတဲ့အထိပ္ပယ်တစ်ခုခုကိုတတိပြုမိတာဒါမှမဟုတ်လို့ရှိရင်တစ်ခုခုကို မထင်မှတ်ပဲနဲ့ရုတ်တရက်မြင်လိုက်တာကိုပြောတဲ့အခါမှာတုံးတယ်ပေါ့နော်ဒီတိုင်းမြင်လိုက်တဲ့ဟာကိုပြောတဲ့အခါမှာတုံးတာသူ့ကိုဒီ C ကိုမြင်ခဲ့သည် တွေ့ခဲ့သည်ဆိုပြီးတော့ C ရဲ့ past tense ပေါ့နော် verb 2ဟာ saw အဲ့လိုမျိုးအနေနဲ့လည်းသုံးများလေးရှိတယ်ဥပမာလေးရင်းနဲ့ကြည့်လိုက်ရအောင်အာ yesterday i saw your daughter with a boy မနေ့ကျမမနေ့ရရှင်သမီးကိုကောင်းလေးတယောက်နဲ့တွေ့လိုက်တယ်နော် တွေးလိုက်တယ်เนาะဆိုတဲ့ဟာမျိုးကိုပြောတာပေါ့เนาะအနည်းဆုံးဥပမာပေးရရင်တော့ရက်ကွက်ထဲကထော်ကြီးတယောက်ကအိမ်လာပြီးတော့ကျမမနီးကရှင်သမီးကိုကောင်းလေးတယောက်နဲ့တွေးလိုက်တယ်ဒီလိုမျိုးပြောချင်တဲ့သဘောမှာ see ကိုအသုံးပြုတယ်နောက်အထက်ဥပမာတစ်ခုကကြတော့ did you see my phone anywhere ငါရဲ့ဖုန်းကိုတနေရာမှာတွေ့မိသေးလား did you see my phone anywhere တနေရာမှာတွေ့မိသေးလားပေါ့เนาะမြင်မိသေးလားတွေ့မိသေးလားဒီလိုမျိုးနေရာမှာ see ကိုသုံးတယ်နောက်ထပ်တစ်ခုကကြတော့ see i told you တွေ့လားငါနင့်ကိုပြောသားပဲဒီလိုမျိုးနေရာမှာလဲစီးကိုတုံးနေပေါ့နော်ဆိုတော့စီးကဘာမှအားမထုတ်ရပဲနဲ့ဒီတိုင်းမြင်လိုက်တဲ့ဟာတွေ့လိုက်တဲ့ဟာအာရုတ်တရက်မထင်မှတ်ဖန်နဲ့တွေ့လိုက်တဲ့ဟာကိုပြောတဲ့နေရာမှာစီးကိုအတုံးပြူတယ်ပေါ့နော် look ကကြတော့ကြည်သည်တစုံတစ်ခုကိုညွန်ပြပြီးတော့ကြည်ခိုင်းတာဒါမှမဟုတ်လို့ရှင်တစုံတစ်ယောက်ကညွန်ပြလိုက်တဲ့အရာကိုလိုက်ပြီးတော့ကြည်တဲ့နေရာမှာ look ကိုတုံးတယ် ပြောမယ်ဆိုတော့ C ကဒီတိုင်းမြင်တာ look ကကြတော့ like ပြီးတော့ကြည်ရတာညွန်ပြလို့ like ပြီးတော့ကြည်ရညမှာ look ကိုတုံးတယ် look ရဲ့အနောက်မှာ object တစ်ခုကပ်ပါလာပြီဆိုလို့ရှင်เนาะ look at ပါပေါ့နော် look at ပြီးရင်အဲ့ကြည့်ရမယ့် object ကိုအအသုံးပြုပေးရတယ်ပေါ့ look နောက်မှာ object ပါလာပြီဆိုရင် at ကို cut လိုက်ရတယ် အာ look ရဲ့အသုံးပြုပုံလေးကိုကြည့်ရမယ်ဆိုလို့ရှင်နော် look at me ကျွန်တော်ကိုကြည့်ပါဒီမှာဆိုလို့ရှင် me ဆိုတဲ့ခံရသူ object ပါလို့ look at ကိုတုံးတယ် look me မဟုတ်ဘူးပေါ့နော် look at me ကျွန်တော်ကိုကြည့်ပါပြောမယ်ဆိုရင်တော့အာတကူတကကြည့်ခိုင်းတဲ့ဟာမျိုးပေါ့ okay နောက်တစ်ခုကကြတော့ why are you looking at me like that ဘာလို့ငါ့ကိုအဲ့လိုကြည့်နေတာလဲမီဆိုတဲ့ခံရတဲ့သူ object ပါလို့ look at ကိုတုံးတယ်ဥပမာဆိုရင်မီမဟုတ်ဘဲနဲ့ why are you looking at her သူမကိုဘာလို့ကြည့်နေရလဲ why are you looking at him သူ့ကိုဘာလို့ကြည့်နေရလဲဒီလိုမျိုးပြောနေရမှာအနောက်မှာတခုခုပါတယ်ဆိုလို့ရှိရင် at ကိုတွဲပြီးတော့ like တယ်ပေါ့နော် look it is look it's starting to rain ကြည့်ဟောမိုးရွာနေပြီ ခံရသူ object မပါလို့ look ကို look အနေနဲ့တလုံးနဲ့ပဲသုံးတယ်ပေါ့နော် look at like ဆရာမလိုဘူးဆိုတော့ဒါလေးကကြတော့ look ကကြတော့တခုခုကိုတယောက်ယောက်ကညွန်ပြလိုက်လို့ like ကြည့်ရတဲ့ဟာမျိုးပြောတာစီးကြတော့ကျမတို့ခုနကပြောခဲ့တဲ့အတိုင်းပဲဒီတိုင်းပဲမြင်လိုက်တာသူများညွန်ပြလို့မြင်တော့မဟုတ်ဘူးဒါပေမဲ့အော်ငါဒါကိုမြင်လိုက်တယ်ဒါကိုတွေးလိုက်တယ်ငါညင်သမီးကိုတွေးလိုက်တယ်အဲ့လိုမျိုးနေရာမှာပေါ့နော် see ကိုတုံးတယ်လောက်ကကြတော့သူများညွန်ပြလို့ကြည်ရတာโอเค နောက်တစ်ခုကကြတော့ watch ပေါ့နော်။သူကကြတော့စောင့်ကြည့်တယ်။တစ်ခုခုကိုအာရုံစိုက်ပြီးတော့အချိန်ကာလတစ်ခုကြာတဲ့အထိစောင့်ကြည့်တာမျိုးကိုသုံးတယ်။ပြီးလို့ရှိရင်ပြောင်းလဲနေတဲ့အရာတစ်ခုခုကိုစောင့်ကြည့်တဲ့ညမျိုးမှာလည်း watch ကိုသုံးတယ်ပေါ့နော်။ WATCH watch ကနာရီလို့လည်းအတိတ်ပဲရတာမို့လို့မှားမသုံးမိစေပို့တော့တတိထားစေချင်တယ်။ဆိုတော့ watch ရဲ့အသုံးပြုပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင် I like to watch the rain ငါမိုးရွာနေတာကိုကြည့်ရတာကြိုက်တယ်ပြောမယ်ဆိုတော့မိုးရွာနေတာကိုထိုင်ကြည့်ရတာစောင့်ကြည့်ရတာဒီလိုမျိုးကိုပြောတာပေါ့နော် I like to watch the rain မိုးရွာနေတာကိုကြည့်ရတာကြိုက်တယ် Do you watch the news every day? မင်းသတင်းကိုနေ့စဉ်ကြည့်လားသတင်းဆိုလို့ရှိရင်လည်း watch နဲ့သုံးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သတင်းကလာတဲ့ဟာကိုစောင့်ကြည့်ရတာเนาะရှင်းနိုင်မှာသတင်းလာမယ်ဆိုလို့ရှိရင်ထိုင်စောင့်ပြီးတော့ကြည့်ရတဲ့နေရာမှာ watch ကိုသုံးတယ်ပေါ့နော် watch he is about to fall ြည့် तू ပြုတ်ကြတော့မယ်အာကြည့်အောင် तू ပြုတ်ကြတော့မယ်ဒါဆိုလို့ရှင်လဲအာ तू ပြုတ်ကြတော့မယ်ဟာအစင်းစင်ပြောင်းလဲပြီးတော့ရက်နေတယ်တဖြည်းဖြည်းလဲကျသွားတယ်ဒါကိုအစင်းစင်ပြောင်းလဲတဲ့ဟာကိုကြည့်တာမဟုတ်လို့ watch he is about to fall သူပြုတ်ကြကြည့်အောင်သူပြုတ်ကြတော့မယ်ဒီလိုမျိုးပြောရယ်ပေါ့နော် wash ကကြတော့ပြောမယ်ဆိုတခုခုကိုစောင့်ကြည့်တာပြီးလို့ရှိရင်ပြောင်းလဲလာတဲ့ဟာတွေကိုကြည့်တာမှာ wash ကိုသုံးတယ် see ကကြတော့ဒီတိုင်းမြင်တာ look ကကြတော့သူများညွှန်ပြလို့ကြည့်ရတာ okay ဆိုတော့ချွင်းချက်အနေနဲ့ရုပ်ရှင်အားကစားပွဲရှိုးပွဲအိမ်မာရော အပြင်မာရောတနည်းအားမှာကြည့်ရတဲ့ဟာတွေမျိုးဆိုလို့ရှင် scene wash ကိုပဲအသုံးပြုရတယ်ပေါ့နော်အိမ်တွင်းမှာကြည့်ရတဲ့ဟာဆိုလို့ရှင် wash ကိုအသုံးပြုပြီးတော့အိမ်ပြင်မှာကြည့်ရတဲ့ဟာဆိုလို့ရှင် see ကိုအသုံးပြုတယ်ဒီလိုမျိုးခြေနေမှာ look ကိုလုံးဝမသုံးရဘူးပြောချင်တဲ့သဘောကတော့ရုပ်ရှင်တွေ show ပွဲတွေအားကစားပွဲတွေเนาะအိမ်ပြင်မှာအိမ်တွင်းမှာအပြင် အပြင်မှာ indoor အောက် door ပေါ့နော်ကြီးရဟာရယ်ဆိုရင် sea wash တို့သုံးတယ်အိမ်ထဲမှာကြီးရဟာဆိုရင် wash ကိုသုံးတာများတယ်အိမ်ပြင်မှာကြီးရဟာဆိုရင် sea ကိုသုံးတာများတယ် look ကတော့သူများကိုကြည့်ခိုင်းတဲ့နေရာမှာ look ကိုသုံးတာပေါ့နော် okay ဆိုတော့ wash ကကြတော့ we watched the concert live on tv ငါတို့ဖြောပြပွဲကို tv မှာတိုက်ရိုက်ကြည့်ခဲ့တယ် အိမ်ထဲမှာ TV နဲ့ပဲကြည်တာမို့လို့ watch ကိုတုံးနေပေါ့နော်။ show ပွဲကိုအိမ်ထဲမှာပဲ TV နဲ့ပဲကြည်တာမို့လို့ကိုက watch ကိုတုံးနေ။အဲအိမ်အပြင်မှာကစားပွဲမှာတော့ကြည်ရဆိုရင်ရော we saw the football match at the stadium ။ငါတို့ဘောလုံးပွဲကိုကစားပွဲမှာကြည်ခဲ့တယ်။အပြင်မှာကြည်ရမလို့စီးနဲ့တုံးတယ်အိမ်တွင်းမှာလည်းစောင့်ကြည့်ရဆိုရင်တော့ wash နဲ့တုံးတယ်ပေါ့နော် ဆိုတော့နားလည်အောင်ဒီဟာလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့စီးကကြတော့တစ်ခုခုကိုတတိထားမိပြီးတော့မြင်ကွင်းနဲ့ရုတ်တရက်ပေါ်လာတာမျိုးကိုကြည့်ရတဲ့နေရာမှာသုံးတယ် present past tense saw ကိုအသုံးများတယ်ပေါ့နော် look ကကြတော့ညွန်ပြတာညွန်ပြပြီးတော့ကြည့်ခိုင်းတဲ့အရာတွေကိုကြည့်ရတဲ့နေရာမှာ look ကိုသုံးတယ် look ကကြတော့အနောက်မှာ object ပါလို့ရှိရင် look at နဲ့တွဲသုံးရတယ်ပေါ့နော် wash ကကြတော့အပြုတ်မှုတွေဒါမှမဟုတ်လှုပ်ရှားတာတွေကိုအချိန်တော်ကြာတတိထားပြီးတော့စောင့်ကြည့်တဲ့အခါမျိုးမှာ wash ကိုသုံးတယ်။နာယီအနေနဲ့မမှားသုံးမိစေဖို့တတိထားတဲ့ပေါ့နော်။ဆိုတော့နားလည်တော့ဒီကျမပေးရတဲ့ဒီဟို table လေးကိုပေါ့နော် screenshot ရရင်ရိုက်ထားပါ။ saucy look wash ကကြတော့သူ့ရဲ့အထိပ္ပယ်အတိုင်းပဲကွာ။ see ဆိုလို့ရှိရင်မြင်နေတွေ့တယ်။ဒါမြန်မာလိုစဉ်းစားရင်အော်မြင်လိုက်တယ်တွေ့လိုက်တယ်ဒီလိုမျိုးရိုးရိုးလေးပြောတာ။နော်မြင်ဝင်တဲ့ရုပ်တရက်ပေါ်လာတာမျိုးပြော။ look ခကကြတော့ဟဲ့ကြည်ယုံဟဲ့ဟိုမှာကြည်ယုံဒီမှာကြည်ယုံဒါမျိုးညွှန်ပြပြီးတော့ကြည်ခိုင်းတဲ့နေရာမှာ look ကိုတုံးတယ် watch ကကြတော့တည်ုံစောင့်ကြည့်တာတော့ကစားပွဲကိုစောင့်ကြည့်တာတော့ပြီးလှုပ်ရှားတဲ့ဟာကိုအချိန်တော်တော်လာကြည်ထားပြီးတော့စောင့်ကြည့်တဲ့နေရာမှာ watch ကိုတုံးတယ် okay အောက်က nose လေးတွေကိုလည်းမှတ်ထားပြီးပေါ့နော် so ဒါကတော့ကျမဒီနေ့ပေါ့ပေါ့ပါပါလေး see ရဲ့ look ရဲ့ watch ရဲ့အဲဒါလေးရဲ့အသုံးပြုပုံလေးတွေကိုလွဲမှာဆိုလို့ပေါ့နော်ဟိုတနေ့ကကျမတင်လိုက်တဲ့အဲ say ရဲ့ tell ရဲ့ speak ရဲ့ talk ရဲ့ဒီရဲ့အာ video မှာလည်းဒီလိုမျိုးပုံစံလေးတွေလုပ်ပေးပါအောင်ဆိုပြီးတော့ နာတောင်းဆိုထားကြလို့ပေါ့နော်ဒီနေ့ကတော့ see ရဲ့ look ရဲ့ watch ရဲ့ဒီတန်တူចောင်းခွဲလေးပေါ့နော်ဒီ၃ခုကိုကျွန်မပြပြသွားတာဖြစ်ပါတယ်ဆိုတော့ဒီ video လေးကိုကြိုက်တဲ့ဆိုလို့ရှိရင်ထုံးစံတိုင်းမှာ like comment subscribe share လေးလုပ်ခဲ့ပေးပါအဲဆိုရင်နောက်ထပ် video တွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်နော်အကုန်လုံးပဲတတား